ထိုင်းရဲ့မြေပေါ်မှာကမ္ဘောဒီးယားကအမာဂန်စစ်စခန်းတွေတိစောက်ထားတာဝေဟင်တပ်ပုံတွေမှာပြတာနေပါတယ်။တော်ဝင်ထိုင်းတော်ဝင်တပ်မတော်ဟာမကြောက်သေးမီကတိုက်ပွဲဖြစ်စေခဲ့တဲ့အကြောင်းရင်းဖြစ်တဲ့ Ubon Rastar Community နဲ့ချောင်ဘုတ်ရဲမှာအပီလာတွင် ကမ္ဘောဒီးယားတပ်တွေကထိုင်းနဲ့မြေထဲစတင်ကျူးကျော်ဝင်ရောက်ပြီးမေလမှာအမာဂန်စစ်စခန်းတစ်ခုတိစောက်ခြင်းကိုထုတ်ဖော်ပြတာတဲ့ဝေဟင်တပ်ပုံတွေထုတ်ပြန်လာပါတယ်။ စစ်ထနာကျွဲလူမှုမီဒီယာ channel တွေမှာတနင်္လာနေ့ညကတင်းနဲ့6မိနစ်ကြာဗီဒီယိုမှာတောင်ဝင်ရှိသူတို့ကထိုင်းစစ်တပ်မှာ1955ခုနှစ်ကအဲ့ဒီ area ကိုရိုက်ကူးထားတဲ့ဝိုင်းရင်တပ်ပေါ်များစွာရှိပြီးထိုင်းနိုင်ငံအတွင်းမှာရှိတဲ့အငင်းပွားနေတဲ့ဒီ area ဟာကျူးကျော်သိမ်းပိုက်ထားခြင်းမဟုတ်ကြောင်းကိုတပ်ပေါ်ကသက်သေပြနေပါတယ် အင်းဂျင်နိုင်ငံဟာဒီ area နဲ့မျိုးကာလာရှေသိမ်းပိုက်ထားတယ်လို့ပြောဆိုကြကမဟုတ်မှန်ကြောင်းတပ်ပုံတွေကသက်သေပြနေတယ်လို့ကမ္ဘောဒီးယားကိုရှင်းရှင်းလင်းလင်းပဲရည်ညွှန်းပြီးတာဝန်ရှိမျိုးသမီးတွေကပြောပါတယ်။အဲ့ဒီ area စီကမ္ဘောဒီးယားတပ်တွေက AB 20မှာစတင်ဝင်ရောက်ပြီးမေ24ရက်နေ့ထိအကြီးစားဆက်ရန်တရားလေးနဲ့တပ်ပင်းတွေခုတ်ရှေလျားတဲ့ဂရုချင်းတွေ2 6ခန်းတွေတိဆောက်အကျယ်6မီတာမှ6မီတာရှိကွန်ကရစ်လမ်းခင်းခြင်းကိုခုနှစ်မှာရိုက်ကူးထားတဲ့ဝင်ဟင်တပ်ပုံတွေကပြသနေပါတယ်။ ကရောဂျင်းနဲ့ဒူတာကစစ်ပွဲပြုဟာပဲဘာကြောင့်ဒူလဲဆိုတာကိုဖြေနိုင်မလားလို့ထိုင်းစစ်ဌာနချုပ်ကသတင်းထုတ်ပြန်ပါတယ်။အခုလိုတိဆောက်မှုဟာထိုင်းနဲ့ကမ္ဘောဒီးယားကြား2000ပြည့်နှစ်ကချုပ်ဆိုခဲ့တဲ့ငင်းပွားနယ်မြေတွေပူးတွဲအသုံးပြုခြင်းနဲ့ကင်းလက်ခြင်းပတ်ဝန်းကျင်ကိုရှင်ရင်တိုင်းထားပြီးတော့မပြောင်းလဲစေရေးအစရှိတဲ့နားလည်မှုစာချုပ်ကိုချိုးဖောက်ခြင်းပဲဖြစ်ပါတယ်။ကျူးကျော်ဝင်ရောက်မှုဟာထိုင်းစစ်တပ်ကအချင်းချင်းကောက်ကွက်ခဲ့ပေမဲ့အရာမထင်ပါဘူး။ ကမ္ဘောဒီးယားရဲ့စီးရဲထုတ်ပေါ်မှုနဲ့ထိုင်းဘက်မှရေးသားကန့်ကွက်မှုကိုလစ်လျူရှူခြင်းဟာတိုက်ပွဲစီဥတီစေခဲ့တယ်လို့ထိုင်းဘက်ကပြောပါတယ်။လက်ရှိမှာထိုင်းနဲ့ကမ္ဘောဒီးယားကြားစီးရဲတင်းမှမှုတွေရှိနေပေမဲ့အပြန်အလှန်ညှိနှိုင်းဆွနှမှုနဲ့ပဲဖြည့်ရှင်းသွားဖို့အတွက်နှစ်ဖက်လုံးကအာသီသရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီး ICJ ကိုတိုင်မဲလို့ပြောဆိုနေပြီးထိုင်းဘက်ကတော့ဒါကိုလုံးဝလက်ခံခြင်းမရှိပါဘူး။ ASEAN လက်ရှိဥက္ကဋ္ဌဖြစ်တဲ့မလေးရှားကတော့ ထိုင်းနဲ့ကမ္ဘောဒီးယားဖြစ်နေတဲ့ပြဿနာတွေကိုမိမိတို့ဂျာဝင်ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ပြောထားတာပဲဖြစ်ပါတယ်။